ိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီမြို့နယ်ကဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA ထိန်းချုပ်ထားတဲ့အထူးစီးပွားရေးဆောင်မှာဧပြီလ17ရက်နေ့ကကြားဖြန့် online ငွေလင်ခိုင်းနဲ့ဆက်ဆက်တဲ့နိုင်ငံသား295ရောက်ဆန္ဒပြခဲ့တယ်လို့ AEC ASEAN ထိုင်းသတင်းမှာဖော်ပြပါဗျာ။အဲ့ဒီနိုင်ငံသားတွေထဲမှာအီသီယိုးပီးယားနဲ့အာဖရိကတိုက်သားတွေအများဆုံးပါဝင်ပြီးတခြားနိုင်ငံသားအ ਨੇ ချင်းပါဝင်တယ်လို့သိရပါဗျ။ DKPA ကကြားဖြန့်ခိုင်းသားတွေဖမ်းဆီးနိုင်နေရမှာသူတို့ပါအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတော်တော်များများမိမိနေရင်းနိုင်ငံပြန်ပို့ခံရပေမဲ့ကြံနေတဲ့295ယောက်ကနှစ်လကြာထိန်းချုပ်ခံရပြီးအခုချိန်ထိပြန်ပို့မခံရသေးတာကြောင့်အင်ပြန်ကျင်လို့ဆန္ဒပြကြတာလို့ဆိုပါရယ်ဆန္ဒပြသူတွေဟာနေကြားတောင်ရင်မြစ်ကိုကူးဖြတ်ပြီးထွက်ပြေးဖို့ကြိုးစားတာကြောင့် DKPA တပ်ဖွဲ့ဝင်တွေကတနက်နဲ့ချင်းချောက်ဟန်တားခဲ့ပြီးရုံရင်ဆန်ခတ်ဖြစ်ခဲ့ကြပါရယ်အဲ့ဒီနေရာဟာထိုင်းဘတ်ချန်တာခိုင်ဖုတ်ဖျားမြို့နယ်ချန်ခတ်ကျွရနဲ့ ညနေချင်းဆိုင်မှာရှိတဲ့အတွက်ကြိုတင်ကာကွယ်တဲ့အနေနဲ့ထိုင်းစစ်တပ်နဲ့ပူးပေါင်းဖွဲ့ကလုံခြုံရေးတွန်းမြင့်လိုက်တယ်လို့စစ်ကြောင်းတာဝန်ရှိသူကသတင်းထောက်ကိုပြောပါရခင်ဗျာ။